်မင်္ဂလာပါရှင်ကျွန်မကတော့ Shahil Hacker Project ကုမ္ပဏီက Fabric Provider ဒေါ်လှလိုက်ဖြစ်ပါတယ်ကျွန်မဒီနေ့မိတ်ဆွေတို့ကိုညဝေပေးချင်တာကတော့သွေးလစ်ဗက်နာယောဂပုံမှာရင်းစည်းရဲ့အကျိုးသက်ရောက်မှုအကြောင်းကိုညဝေပေးချင်ပါတယ် Autoimmune Disease ဆိုတာကကျင်ပနေပြီးတော့ Antigen တစ်ခုခုကကြောင့်ခန္ဓာကိုယ်ရင်းမှာ Antibody ထွက်လာပြီးတော့ကိုယ်ရင်း မှာရှိတဲ့ကိုခအစောင်းအစနစ်ကိုပြန်လည်တိုက်ခိုက်တဲ့အတွက်ကြောင့်အစိမ့်စ်တွေရောင်ခြင်း၊နာခြင်း၊ဖူခြင်း၊နေရဲခြင်းများကိုဖြစ်ပြီးတော့အယိုးနုတွေကိုဖျက်ဆီးတဲ့ရောဂါဖြစ်ပါတယ်။လင်းစည်းကကိုခအစောင်းအစနစ်ကိုပုံမှန်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။လင်းဒီရဲ့လင်းစည်းရဲ့အယ်ဇီနိုဇင်တက်ဟာဆိုရင်နာကျင်မှုကိုဖြစ်စေတဲ့တောက်ဆော်ပစ္စည်းများကိုရှင်းချပေးနိုင်တဲ့အာနိသင်ရှိတဲ့အပြင် စက်သားများတင်းမာမှုကိုလည်းရှော့ချပေးနိုင်တဲ့အနေတင်ရှိပါတယ်။နေစည်းမှာပါတဲ့ polysaccharide ကကိုခံစွမ်းအားကိုတိုးတက်စေပါတယ်။ interferon တက်ကိုလည်းများများဖြစ်ပေါ်စေပါတယ်။သမဝတက်ခဲ့ရေးဆဲဆွေကိုတိုးတက်စေပါတယ်။တိဆဲအရေအတွက်ကိုလည်းဖြည့်တင်ပေးနိုင်ပါတယ်။လင်းစည်းရဲ့အထူးအဆွမ်းအားကတာမန်ဆွဲတွေကိုပုံမိုးတက်ဝင်လှုပ်ရှားစေတာပဲဖြစ်ပါတယ်။ ဒါအပြင်နေစည်းမှာရောင်ကျစေတဲ့အာနိသင် anti inflammatory effect လည်းပါရှိပါတယ်မိတ်ဆွေတို့ရဲ့ကျန်းမာရေးအတွက် shield protect တွေကိုဝယ်ယူဖို့အဓိကမဟုတ်ဘဲနဲ့ကျမတို့ရဲ့ diamond star protect မှာဆိုလာပြီးတော့အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုချစ်ခင်ရင်းနှီးစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်